ဟိုအခုနောက်ထပ်မျိုးဆက်ကလေးလေးတွေနားထဲဝင်အောင်လို့ဘလို့နီးနေပဲဝင်ဝင်တခွန်းဝင်ဝင်နှစ်ခွန်းဝင်ဝင်ပေါ့လीပြောချင်တာအခုခေတ်ကကြာဒီခုနပြောတယ်လို့ပေါ့ရိုင်းတာအောင်အမှန်လို့ထင်နေခဲ့အဲ့တော့ကျမပုံမြင်လေးတစ်ပုတ်ပြောပြမယ်ပြီးရင်ဈေးရောက်မယ်နော်ပုံမြင်လေးတစ်ပုတ်ပြောပြမယ်ကျမရဲပေါ်ဟောင်းနေရတော့အကုန်လုံးနားထောင်ပြီးသားပုံမြင်လေးပါအဲ့တော့ဟိုးရှိရှိတုံးပါပေါ့ပုံမြင်ဆိုတော့လေဟိုးရှိရှိတုံးကနေစအောင်ပါပေါ့နော် ဆိုတော့နှက်ပြီမှာနှက်သားနှစ်ပါးတငယ်ချင်းနှက်သားနှစ်ပါးရှိတယ်တဲ့အဲ့တော့နှက်သားနှစ်ပါးကတို့ကနှက်သက်ကျူရတော့မယ်ပေါ့တို့နှက်သက်တန်းကုန်ပြီနှက်သက်တန်းကုန်တော့တို့နှက်သက်ကျူရတော့မယ်ဆိုတာတန်တရာပြန်လည်ရတော့မယ်ချိန်မှာတို့နှက်သားနှစ်ပါးတို့အတယောက်နဲ့တယောက်နဲ့ဂတိကဝတ်ပြုတယ်တဲ့တစ္ဆာဆိုရဲပေါ့ကဲငါတို့နှစ်ယောက်ကဟိုဘေဘဝပဲရောက်ရောက်တယောက်ကိုတယောက်မှတ်မိတဲ့အတိညာမျိုးရပါစီ နော်အဲ့တော့တယောက်ရောက်ရှိနေတဲ့ဘဝထက်နောက်တယောက်ကနေမားနေလို့ရှိလို့ရှိရင်မြင်မားနေတဲ့သူကနေမားနေတဲ့သူကိုကဲနိုင်ပါစီဆိုပြီးတော့မှဒီလိုလေးတစ္ဆာပြုတ်ပြီးတော့မှတို့ကတစ္ဆာဆိုကြတဲ့ နော်တစ္ဆာဆိုပြီးတော့မှနှစ်ယောက်ပေါ့လေဒါနှစ်ယောက်စလုံးတစ္ဆာဆိုပြီးတော့မှတို့ဒါနဲ့သက်ကြွေသွားပြီးတော့မှတန်တရားမှာလဲတာပေါ့လေတန်တရားမှာလဲတော့ဒီလိုပဲအာတယောက်ကမြင်းနဲ့ဘဝအောင်ရောင်းရင်နောက်တစ်ယောက်ကနှိမ့်နဲ့ဘဝမှာရောင်းရင်တယောက်နဲ့တယောက်နဲ့မှတ်မိပြီးတော့မှသွားသွားပြီးတော့မှကဲကြတယ်ပေါ့ဒီလိုနဲ့တန်တရားကြီးမှာလင်းတဲ့ခါကျတော့တဘဝကလည်းကြလဲကြပေါ့နှစ်သားတစ်ပါးကငှက်ဖြစ်တဲ့နော်နောက်နှစ်သားတစ်ပါးကတော့ तू ကဘာဖြစ်တလဲဆိုတဲ့ခါကျတော့ तू ကအော်ဟာ तू ကြည့်ရအော်ငါတကယ်ချင်းနှစ်သားဒီဘဝမှာဘာဖြစ်နေတယ်လဲမသိဘူး းဆိုပြီးတော့မှသူကဒီလိုမျိုးလေးသူစဉ်းစားပြီးတော့မှတို့ကတစ္ဆာဆုပ်ခဲ့တဲ့ပြုတ်ခဲ့တဲ့တစ္ဆာကြောင့်မျက်မှတ်မိတာပေါ့မြင်ရတာပေါ့ဘယ်နေရာမှာဘာဖြစ်နေလဲဆိုတော့ကြည့်လိုက်တဲ့ခါကျတော့ချီးရင်းထဲမှာလောက်ဖြစ်နေတယ်ချီးရင်းထဲမှာလောက်ဖြစ်နေတယ်သူကလေ အာငါတငယ်ချင်းကြည်စန်းချီတဲ့နဲ့မှာလောက်ဖြစ်တော့ငါတငယ်ချင်းတော့ဒုက္ခရောက်နေပါပြီငါတငယ်ချင်းကြည်စန်းချီတော့တဲ့မှာလောက်အမလီနေပါလိုက်တဲ့ဘဝမျိုးဖြစ်နေပြီပေါ့နော်အိုးနေပါလိုက်တာငါတငယ်ချင်းငါသွားကယ်မှာတော်ကာကြတော့မယ်ငါအမြန်ဆုံးသွားကယ်မှာဖြစ်တော့မယ်ငါတငယ်ချင်းတော့ချီတဲ့နဲ့မှာဖြစ်နေပြီဆိုတော့အတူကလေအဲ့ဒါနဲ့သွားပြီးတော့မှချီတဲ့နှခမ်းဝါမှာနားပြီးတော့မှတငယ်ချင်းရင်ငါလာပြီးငါလာပြီးပေါ့တငယ်ချင်းရင်ငါလာပြီးမင်းမပုံနေတော့ငါမင်းကိုလာခဲ့ပြီတငယ်ချင်းနော်တကယ်ချင်းကငါတောင်းပန်ပါတယ်ကွာငါနောက်ကျသွားတယ်နော်ငါမင်းကိုလာခဲ့တာနောက်ကျ ျသွားတယ်ဒါကြောင့်မလို့တငယ်ချင်းရင်ငါတောင်းပန်ပါတယ်ကွာငါလာခဲ့ပြီတငယ်ချင်းရင်မင်းကိုမင်းမားမမပူနဲ့သူကဒါချီချီတွင်နှကန်းဝါနေပြီးတော့မှသူကဒီငှက်ကနေပြီးတော့မှပြောတဲ့ခါကျတော့ဟိုလောက်ကလည်းအော်သူတငယ်ချင်းတော့သူ့ကိုလာခဲ့ပြီသူတို့ကဒါအတိညာဏ်တွေကဆိုခဲ့တဲ့တစ္ဆာကြောင့်မလို့ဒါတယောက်နဲ့တယောက်နဲ့လည်းမမှီနဲ့အဲဒီပြုတ်ခဲ့တဲ့တစ္ဆာတွေကြောင့်မလို့အဲ့တော့ तू ကလေသူတငယ်ချင်းကိုလည်းတွေ့လဲပြော तू ကလေဟာ ားတငယ်ချင်းလာခဲ့ပြီပေါ့ဆိုပြီးတော့မှလာခဲ့တယ်ပေါ့အဲ့လိုဖြစ်ပြီးတော့မှ तू ကဘာပြောလဲဆိုတော့လောက်ကနေပြီးတော့မှဟာတငယ်ချင်းဘာမှမဖြစ်နဲ့တငယ်ချင်းမင်းစိုးရင်တလို့ငါဘဝကြီးကမဟုတ်ပါဘူးကွာနော်ငါမလေးမင်းကသာငါ့ကိုချီးတွင်းထဲကချီးတွင်းထဲမှာနေရတယ်ဆိုပြီးတော့မှမင်းကငါ့ကိုတနာနေတာ မင်းငါငါကိုအာစာနာနေတာမင်းငါငါကိုစိတ်မကောင်းဖြစ်နေတာမဖြစ်ပါနဲ့ကွာတကယ်ချင်းငါဘဝရမင်းထင်တယ်လို့မဟုတ်ဘူးကြည်စံငါမှာအဖို့အပေါင်းနေမှာအများကြီးအများကြီးငါမှာအဖို့အပေါင်းနေကြည်စံငါအထီးမကြံဘူးတကယ်ချင်းငါမှာအဖို့အပေါင်းနေအများကြီးဟာစားစရာဆိုတာလေတကယ်ချင်းပူစရာကိုမလိုဘူးအစင်သင့်ငါအရင်ပြောတယ်ငါဘဝကြီးမှာမင်းကယ်စရာ မလိုဘူးတကယ်ချင်း နော်မင်းတင်တယ်လို့ငါဘဝကြီးကမနေပါနေပါဘူးကွာနော်အဲ့တော့မင်းလာလန်းကိုသာပြန်လာလန်းကိုသာပြန်တငယ်ချင်းဆိုပြီးတော့မှဒီလိုပြောတဲ့သူကပြုံးနေတာဒါကြောင့်မလို့ကျမတို့ကဘာပြောသလဲချီတော်တဲ့ဟာလောက်ဟာချီတော်တဲ့မှာပြောတယ်ကျမတို့တွေကတော့လေသူ့ကိုမြင်လိုက်လို့ရှိရင်အော်လောက်တည်းချီတော်တဲ့မှာတိစန်းနန်လဲနန်အမလေးယွန်စင်အားလဲကောင်းဒီလိုဖြစ်ပေမဲ့လောက်တည်းကတော့ဘလို့မြင်တယ်လဲ ဟာတငယ်ချင်းအပေါင်းတင်နေရတဲ့အများကြီးကြည်စံဘဝမှာငါလောက်တငယ်ချင်းများတဲ့သူမရှိဘူးတငယ်ချင်းရေဘဝအဆက်ဆက်ကြုံခဲ့ရတဲ့ဘဝမှာလေဒီချီးတွင်ထဲမှာလောက်တငယ်ချင်းတစ်ခါဘူးမှမများခဲ့ဘူးဘူးကြည်စံဘလောက်ပျော်စရာကောင်းလိုက်လဲစားရင်ရိတ်ခါဆိုတာလဲအပြည့်ပင်ပင်ပန်းပန်းကိုရှာဖွေစားတော့ဆရာမလို့ဘူးတငယ်ချင်းကြီးဒါကြောင့်မလို့မင်းထင်တယ်လို့ငါဘဝကြီးကမနေမနိုင်ဘူးချီတော်တွေကလောက်ဟာချီတော်တွေမှာပြောတာ ကျွန်မပြောတာသဘောပေါက်လားဒါကြောင့်မလို့ကိုဟာလေခြီးတော်ထဲမှာပျော်တဲ့လောက်တီမဖြစ်ဖို့ကျွန်တော်တို့တွေစင်ကြင်ရမယ်တတိထားရမယ်ပြုပြင်ရရပြုပြင်နိုင်ရမယ်အဲ့တော့ကျမကတော့ဒါကြောင့်မလို့ကျမတိတဲ့အတိကျမကလေဘလို့ပဲဖြစ်ဖြစ်လူငယ်တွေတိတင်တိတိုက်တဲ့အရာမှန်သမျှကိုအမုန်းခံအစဲခံပြီးတော့မှနေ့စဉ်နဲ့အမျှပြောပြနေခြင်းဖြစ်တယ် ကျမကိုဆေးလဲကျမဘာမှမဖြစ်ဘူးကျမရဲ့ဝင်ဝင်ကြပြားမှမညော့သွားဘူးနော်ကျမရဲ့ရုပ်ရည်ဒဇန်မှမယုတ်ယော့သွားဘူးကျမရဲ့စီးစိမ်ဥစ္စာတစ်ခုမှမယော့သွားဘူးကျမကိုချစ်တဲ့တခါတည်းချစ်တဲ့သူတွေရဲ့ချစ်ချင်းမြတ်တာတွေကျမဘာတစ်ခုမှမယော့သွားဘူးကျမဧကတရာပတ်စံလဲငါးပြားမှမယော့သွားဘူးနော်ကျမဘာမှမဖြစ်သွားဘူးဒါပေမဲ့ကျမရဲ့စကလုံးကိုကြားလိုက်လို့တိောက်ပဲကြားကြား တိစိတ်ကလေးဝင်သွားပြီးတော့မှကောင်းတဲ့လမ်းကြောင်းပေါ်လေးရောက်သွားလို့ရှိလို့ရှိရင်နိုင်ငံအတွက်လည်းကောင်းတယ်မိသားစုအတွက်လည်းကောင်းတယ်ကာယကံရှင်ကိုယ်တိုင်အတွက်လည်းကောင်းတယ်ဒါကြောင့်မလို့ကျမတို့ချက်ချင်းမုံငင်းကိုဂရုမစိုက်ဖ ೇನೆ ကောင်းတဲ့စကားပြောတဲ့တဲ့စကားမှန်သမျှကိုကျမတို့ပြောမှာနော်ဒါကြောင့်ချီတော်တွေကလောက်ဟာချီတော်တွေမှာပြောတယ်ဆိုတော့စကားပေါ်လာတာအဲ့တော့တကယ်ချင်းမင်းလာလန်းတိုင်းကိုပြန်တော့ပြန်တော့ပြန်တော့ ကြီးတော်တွေကလောက်တည်းမဖြစ်စေနဲ့နော်